မင်္ဂလာပါ World Cup နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ကျွန်တော်တို့မြန်မာပရိသတ်တွေအတွက်အရန်ကိုအရေးကြီးတဲ့ UMC ပွဲစဉ်ကြည့်ရှုရတော့မှာဖြစ်ပါတယ်အဲ့တော့ Joshua Man ကမနက်ဖြန် Las Vegas မြို့ကိုတွားရောက်တော့မှာဖြစ်တယ်။အဲ့တော့ဒီနေ့သူ့ရဲ့ interview အကြောင်းတွေကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ပထမအဦးဆုံး Joshua Man ကိုပေါ်စင် legend ပေးတဲ့နေပြကြီး Frank Gaigo ရဲ့ပြောဆိုချက်ကိုကျွန်တော်အရင်ပြောပြပါမယ်။ ဲ့တော့ Frank Gallego က UFC ရဲ့ interview မှာအခုလိုပဲပြောဆိုသွားတာဖြစ်ပါတယ်။ Joshua Ben ဒီအားကစားကိုစတင်ကစားတာ9နှစ်ပဲရှိပါသေးတယ်။အပြော်တမ်းပွဲစဉ်တွေကိုလွန်ခဲ့တဲ့9နှစ်ကစကစားခဲ့တာပါ။သူကအရန်ကိုထူးခြားတဲ့လူငယ်ပါ။အရန်ကိုထူးချွန်ပြီးတော်တဲ့ fighter တစ်ယောက်ဖြစ်ပါတယ်။ Ben အတွက်ဒီ champion လူပွဲကဂုံယူရမယ့်နောက်ထပ်အောင်မြင်မှုတစ်ခုပါပဲ။သူကမတန်ကောင်းတွေကိုရေထိုးပြီးပါပဲ။ အခုမှအသက်24နှစ်ပဲရှိပါသေးတယ်။အကုန်လုံးပြပြီးခဲ့ပါပြီ။ဒီအားကစားမှာ Legend Fighter တယောက်ဖြစ်လာမယ်တူပါ။ပန်ဒိုဂျာကတော့အရင်ကသူ့ရဲ့ပုံစံအတိုင်းပဲပြန်လာပါလိမ့်မယ်။ဒီပွဲမှာသူမမျော်လင့်ထားတဲ့အနေအထားကနေဘန်ကသူ့ကိုတိုင်တွယ်သွားပါလိမ့်မယ်။ဒုတိယအချိန်မှာ TKO နဲ့ဘန်အလေးထိုးအနိုင်ရဖို့ဖြစ်လာနိုင်ပါတယ်။ဆိုပြီးတော့ Frank Guy ကပြောဆိုသွားတာဖြစ်ပါတယ်။အဲ့တော့သူ legend ဖေးထားတဲ့ပေါ့တင် scale တွေကို နည်းပြချင်းရတော့တကယ်ကိုယုံကြည်မှုရှိနေတဲ့ပုံစံပါဟုတ်ကဲ့အဲ့တော့ Joshua Ben ရဲ့ interview မနေ့ညမှာပဲဒီ Area Harvani ရဲ့ interview မှာအခုလိုပဲဖြည့်ဆုံးသွားတာဖြစ်ပါတယ်ဒီပွဲအတွက်စိတ်ခံစားချက်ကတော့ပုံမှန်ပါပဲအရင်ပွဲတွေနဲ့အတူတူပါပဲပိုပြီးစိတ်လှုပ်ရှားတော့ရင်မရှိပါဘူးအခု Texas မှာရှိနေပါသေးတယ်မနေ့ဖန် Las Vegas မြို့ကိုသွားမှာပါပိုရောက်ရင်တော့စိတ်လှုပ်ရှားတာတွေတမျိုးပြောင်းရင်ပြောင်းသွားနိုင်ပါတယ် အရင်ပွဲဒီမှာမမ်းမိတာတခုကတော့နားနဲ့ခန်းထဲမှာကိုထိုးရမယ့်အလှည့်ကိုစောင့်နေတဲ့အချိန်ပါပဲကျွန်တော်အရှိန်မှာထိုးနေတဲ့တွဲဆိုင်ပြီးတော့မယ်ဆိုတဲ့အချိန်မျိုးမှာစိတ်လှုပ်ရှားတာတွေတမျိုးကြီးပါပဲဘယ်လိုပြောပြရမှန်းမသိပါဘူးကျွန်တော်အမေလဲဂျာတာပရင်းနဲ့လတ်စဗေဂန်မျိုးကိုလိုက်လာမှာဖြစ်ပါတယ်ကျွန်တော်ပွဲထိုးတိုင်းလိုက်ဖြစ်ပါတယ်အမေကကျွန်တော်ပွဲကြည့်ရတာအရင်ရင်ခုန်တာတွေစိုးရင်တာတွေမရှိဘူးလို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်ကအရင်စိတ်ပူတာတွေမမြင်ခိုင်းစေချင်လို့လည်းဖြစ်နိုင်ပါတယ် မြန်မာပြည်တပ်တွေလည်းကျွန်တော်ကိုအားပေးနေကြတာတွေ့ရပါတယ်။ဖျားချောင်းတွေမှာလည်းကျွန်တော်အတွက်အဆုတောင်းပေးနေကြောင်းပြောဆိုလာကြပါတယ်။ဒါတွေကကျွန်တော်အတွက်တကယ်ကိုစိတ်ခွန်အားဖြစ်စေပါတယ်။ training camp မှာပင်ပန်းခဲ့တဲ့မြတ်ဒီပွဲမှာအကောင်ဆုံးပြန်လဲအကောင်အထည်ပေါ်ဖို့မဆောင်နိုင်တော့ပါဘူး။ KG Horoguchi နဲ့ Ulanbe ခေါ်ရပွဲကိုလည်းကြည့်ဖြစ်ပါတယ်။အဲ့ဒီပွဲက Horoguchi ရဲ့ပွဲကိုကျွန်တော်ပထမဆုံးကြည့်ဖြစ်တဲ့ပွဲပါ။တကယ်ကောင်းပါလေ။သူကစားတာတွေအရင်လှင်မြန်တယ်။ တနေ့ကျရင်သူနဲ့တွေ့ဆုံရဖို့လည်းဖြစ်လာနိုင်ပါတယ်။လက်ရှိအချိန်မှာတော့ဘန်ဒိုဂျာနဲ့ပွဲကိုပဲအာရုံစိုက်ထားပါတယ်။ခိုရီကိုချီနဲ့ဒီမက်စထရစ်ဂျောင်ဆန်ရဲ့ပွဲကိုမကြည့်ဖြစ်ပါဘူး။တော်တော်များများကတော့ပြောနေကြပါတယ်။ကျွန်တော်ကသူ့ရဲ့ပွဲဟောင်းတွေကိုမကြည့်ဖြစ်ပါဘူးမြ။ဒီပွဲကပထမဆုံးကြည့်ဖို့တဲ့သူ့ရဲ့ UFC ပွဲပါ။တမျိုးတော့မတင်ကြပါနဲ့။ကျွန်တော် UFC ပွဲစကြည့်တာ2018ခုနှစ်ကော်နာနဲ့ခါပေးရဲ့ပွဲစဉ်ပါ။ ထုတ်ပါတယ်ကျွန်တော်ကဒီပွဲမှာဖန်တို့ကြာအသက်ကြီးပြီကျွန်တော်ကအသက်ငယ်တယ်ဆိုတာမျိုးတွေပြောဆိုတာမကြိုက်ပါဘူးဘာလို့လဲဆိုရင်ဖန်တို့ကြာကတကယ်ကိုကောင်းတဲ့ fighter တယောက်မဟုတ်လို့ပါသူကိုင်ကာရာဖရန့်နဲ့ကစားတော့ကလည်းအသက်35နှစ်မှာအားလုံးတွေ့တဲ့အတိုင်းပါပဲလူငယ်ကစားသမားကိုအနိုင်ယူနိုင်ခဲ့ပါတယ်တကယ်ကိုတော်တဲ့ champion တယောက်ပါအဲ့ဒါကြောင့်ပြောတာကျွန်တော်သူ့ကိုအနိုင်ရရင်အသက်ကြီးတဲ့ကောင်ကိုအနိုင်ရတယ်လို့ပြောမခံချင်ပါဘူး။ပန်နိုဂျာကအကောင်ဆုံးဖိုင်တာတယောက်ပါ လို့ပဲပြောတာကြားချင်ပါတယ်။ကျွန်တော်ကိုအသက်အရန်ငယ်သေးတယ်၊ချန်ပီယံစင်ကောကိုအရန်ဆိုးသေးတယ်ဆိုပြီးတော့ပြောဆိုနေတာအခုမှမဟုတ်ပါဘူး။အရှင် Brandon Revol နဲ့ကစားခဲ့တဲ့ပွဲတုန်းကလည်းအဲ့ဒါလိုပဲပြောခဲ့ကြပါတယ်။အခုတော့ defense ဘိုင်းကိုလည်းတိုးတက်အောင် ပြင်ဆင်နေတယ်။ Brandon Revol နဲ့ထိုးခဲ့တဲ့ပွဲမှာအပြန်အဆိုင်ထိုးတက်ခဲ့ရတာပါ။ကျွန်တော်လည်းအထိနာခဲ့သလိုသူလည်းအထိနာခဲ့ပါတယ်။ ကစားနေတဲ့အချိန်မှာတော့ဘာမှမဖြစ်ဘူးဆိုပေမဲ့ဒီလိုမျိုးအထိုးခံထိတာကရေရှည်အတွက်မကောင်းပါဘူး။ကျန်းမာရေးအတွက်ထိခိုက်နိုင်ပါလေ။အဲ့ဒါကြောင့်ကျွန်တော်ကကာကွယ်မဲ့အပိုင်း defense ကောင်းကောင်းနဲ့ counter ပြန်ပြီးတော့ကစားနိုင်အောင်လေ့ကျင့်ပြင်ဆင်ထားပါလေ။အမှန်တိုင်းပြောရရင်ဒီပွဲမှာဘယ်လိုမျိုးကစားမယ်ဆိုပြီးတော့ပုံသင်တက်မှတ်ထားတဲ့ game plan မရှိပါဘူး။ဘာလို့လဲဆိုရင်ပြန်ပွဲမှာကဘာမှမစိုးဖြစ်လာနိုင်လို့ပါ။ တကယ်လို့သူက striking နဲ့ရှင်လာမယ်ဆိုရင်လည်းအသာစီးကစားနိုင်ဖို့အဆင်ပြေပါပဲ ground game နဲ့ရှင်လာမယ်ဆိုရင်လည်းအပေါ်စီးကနေကစားနိုင်အောင်အဆင်ပြေပြင်ဆင်ထားပါတယ်ပြိုင်ပွဲဆိုတာ TV မှာကြည့်ရနေတယ်လို့မျိုးမဟုတ်ပါဘူးအထက်ကန်ဝိုင်းအတွင်းမှာရောက်သွားတဲ့အချိန်မှာပုံစံအမျိုးမျိုးဖြစ်လာနိုင်တာပါကျွန်တော်ကပုံသင်တစ်မျိုးပဲကစားရတဲ့အနေအထားကိုမကြိုက်ပါဘူး။အဲဒါကြောင့်ပြိုင်ဘက်ကဘယ်ပုံစံလာမလဲဆိုတဲ့အနေအထားကို ပြန်ပြီးအနိုင်ယူပြဖို့ပြင်ဆင်ထားတာပါဒီပွဲမှာ၃ချီအတွင်းပန်တော်ကြောင်အလေးထိုးနိုင်မယ်လို့ယုံကြည်ပါတယ်သူ့ရဲ့ကပတ်ကိုယူပြီးအိမ်ပြန်လာမှာပါဆိုပြီးတော့ဂျော်ရှော့ဘန်ကအင်တာဗျူးမှာဖြေဆိုသွားတာဖြစ်ပါတယ်အဲတော့သူပြောဆိုထားတဲ့ဒီအင်တာဗျူးမှာဒီ serious ဖြစ်တဲ့အပိုင်းနှစ်ပိုင်းတွေ့ရတာပေါ့နော်ပထမတစ်ချက်ကတော့ပုံသေးတတ်မှတ်ထားတဲ့ game plan မရှိဘူးဆိုတဲ့အချက်ပေါ့နော်လက်ရှိပြစ်တတ်တယ်လေအဲ့ဒါကိုအပြောများနေကြတာဖြစ်ပါတယ် ဂျော်ရှော့ဖန်ပြောချင်တာကတော့ဒီစတန်ဖိုက်ပဲကစားမယ် ground game ပဲကစားမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်တာကိုပြောတာပါတကယ်လို့ဖန်တို့ကြား ground game စမယ်ဆိုရင်သူလည်းရှင်လုံးဖို့အစဉ်သင့်မယ်ဆိုတဲ့အနေထားကိုပြောချင်တာဖြစ်ပါတယ်ဘာလို့လဲဆိုရင်ဂျော်ရှော့ဖန်ကပေါ်စင်တစ်ခုပဲကောင်းတာမဟုတ်အားလုံးလည်းတည်ပြီးတာဒီဂျပန်ဖိုက်တာနဲ့ကစားခဲ့တဲ့ပွဲမှာဆိုရင်သူထိတ်တောင်း defense တော်လေးကိုကောင်းတယ်သူဘက်ကတော့မှနပန်းပြန်တက်နိုင်တယ်ဂိုင်းပေါက်နိုင်တဲ့အဆင့်ထိကျွန်တော်တို့တွေ့ခဲ့ရတာဖြစ်ပါတယ် အဲဒါကြောင့်ဂျော်ရှောပန်က striking ရော ground game ပန်ရောယုံကြည်မှုအပြည့်ရှိနေတယ်ဆိုတာကိုကျွန်တော်တွေ့မြင်ရတာဖြစ်ပါတယ်။ပြီးတော့နောက်တစ်ချက်ကအသက်ကြီးပြီးအသက်ငယ်သေးတယ်ဆိုတဲ့ဟာမျိုးပေါ့နော်။အဲဒါကိုဂျော်ရှောပန်မကြိုက်ပါဘူး။ဘာလို့လဲဆိုရင်သူပန်လိုချာကိုအလေးထိုးအနိုင်ရခဲ့တဲ့ချိန်မှာပရိတ်သတ်တချို့ပြီးတော့ဒီ fighter တချို့ကတော့မင်းအသက်ကြီးတဲ့လူကိုအနိုင်ရတာပါကွာဆိုပြီးတော့ဝိုင်းပြောတာတွေလေတိုက်တာတွေဘာလို့မကြိုက်လို့ပါ။ သူဘက်ကတော့ယုံကြည်မှုအပြည့်ပဲသမလားပန်တော်ချာပေါ်အလေးထိုးမယ်နိုင်ကိုနိုင်မယ်ဆိုတဲ့ပုံစံမျိုးသူခံယူထားပုံရပါတယ်အဲ့တော့ serious ဖြစ်တာကဒီနှစ်ချက်ပေါ့နော်အဲ့ဒီနှစ်ချက်တွေးရပါတယ်ဟုတ်ပြီနောက်တစ်ချက်က UFC မှာ champion ဖြစ်ဖို့ဘယ်လောက်ထိခက်ခဲလဲဆိုတဲ့အချက်ပါညီကိုတချို့ကတော့နည်းနည်းလေး short တ်နေနေလို့ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တမိုင်းတချို့ကိုပြန်လည်ဆွဲထုတ်ပြီးတော့ပြောပြချင်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်2009နောက်ပိုင်း 2009နောက်ပိုင်းမှာ Japan Fighter Champion လူခွင့်ရတဲ့ Fighter ခုနှစ်ဦးထိထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။အဲတော့အမြန်ပဲပြောလိုက်ပါမယ်။ပထမဆုံးတယောက်ကတော့2009ခုနှစ်မှာ Welterweight Dan Champion ဆင်ခေါ်တဲ့ Kenichi Yamamoto ဆိုတဲ့သူ။သူကလည်း Pack Mighty ဆိုတဲ့ Fighter ကို KT ချုံနဲ့ရှုံးနိုင်တယ်။ပြီးတော့နောက်ထပ်2009ခုနှစ်မှာပဲ Yuki Kondo ဆိုတဲ့လူလည်းရှင်းပြခဲ့တယ်။ Light Heavyweight Dan မှာသူက Cobra ချုံနဲ့ထပ်မံရှုံးနိုင်တယ်။ပြီးတော့ 3ရောက်မြောက်က2002ခုနှစ်မှာဟာရိုယူတိုဆာကူရိုင်းဆိုတဲ့ဖိုက်တာနဲ့ဝေဒဝိတ်တမ်းမှာရှင်ပြန်ခဲ့တယ်သူလည်း TKO နဲ့ရှုံးနေခဲ့ပါတယ်ပြီးတော့နောက်တစ်ယောက်ကတော့နှစ်ကြိမ်ထိရှင်ပြန်ခဲ့ဖို့တယ်သူကတော့ Calls You နေလို့ခေါ်တဲ့တယောက်ပါသူကဝေဒဝိတ်တမ်းမှာရှင်ပြန်ခဲ့တာပါပထမဆုံးအချိန်မှာတော့အမှတ်နဲ့ရှုံးတယ်ဒုတိယအချိန်မှာတော့အသေးရရလက်ထွက်ပေါ်ပါတယ်အဲ့တော့တရေရလက်ဆိုပေမဲ့ချန်ပီယံလူပွဲ ဖြစ်တဲ့အတွက်ချန်ပီယံကပတ်မရလိုက်ပါဘူးအဲ့တော့အတူတူပဲသူလည်းမအောင်မြင်ခဲ့ပါဘူး ပြီးတော့နောက်တစ်ယောက်ကတော့ကျွန်တော်အားလုံးသိတဲ့ကိုအောင်လာနဲ့ရှင်ပြန်ခဲ့တဲ့ယူရှင်အိုကာမီယူရှင်အိုကာမီကလည်း2017မှာသူကမက်တဝိတ်တန်းမှာရှင်ပြန်ခဲ့တယ်အဲ့ဒီပွဲမှာလုံးဝကိုဖိုင်တာကြီးလို့ပြောလို့ရတဲ့ဒီ UFC ကထိတ်တန်းဖိုင်တာတယောက်ပေါ့နော် Anderson Silva ကို TKO နဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်ဒါက2017ပါ2015မှာလည်း Kroji Horikoshi ဆိုတဲ့ fighter သူ့ကိုတော့အားလုံးမှတ်မိကြမှာထင်ပါတယ်ခါပေးရဲ့တပည့် Taki Olympic Khof ကိုအရင်တပတ်ကပဲအနိုင်ယူပြခဲ့တဲ့ fighter ပါ သူက2015ခုနှစ်မှာ Flying Titan ရဲ့ Champion ကပတ်လူပွဲထိုးတက်တယ်။အဲ့ဒီပွဲမှာ Demetrius Johnson ကို Amber ချုံနဲ့ရှုံးနေတော့ဖြစ်ပါတယ်။သူကအခုထိလက်မလျှော်သေးပါဘူး။ဒုတိယအကြိမ် Champion စိန်ခေါ်ခွင့်ရရှိနိုင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ဒီအကြိမ် Joshua Ban နဲ့ဒီ Panoja ရဲ့ပွဲမှာအနိုင်ရတဲ့ဂျွန်နဲ့လည်းထိတိုက်တွေ့ရလာနိုင်ကြရှိပါတယ်။ပြီးတော့နောက်တစ်ယောက်ကတော့ခုနှစ်ယောက်မြောက်ပါဘောနော်။နောက်တစ်ယောက်ကတော့ Kai Asura Kura ပါ။ကဲအာဆာကူရာက Rising Champion Rising ဆိုတာကဂျပန်မှာရှိတဲ့ promotion အဲ့ဒီ promotion မှာ champion ဖြစ်နေတဲ့အောင်အဲ့တော့သူက UFC မှာတပွဲမှမထိုးဘူးချက်ချင်းပဲဒီ Rising ကလည်း UFC ကိုတပွဲပဲလာထိုးခွင့်ရတာအဲ့ဒီပွဲကလည်း champion လူပွဲဖြစ်ပါတယ်အဲ့တော့ဒီပွဲကတော့မနစ်တုန်းကပဲကစားသွားတာလက်ရှိ champion ဘန်နိုဂျာဟောပဲ Ryan နဲ့ကဲချုံနဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်အဲ့တော့အကိုင်အဆာကူရာက UFC မှာတပွဲပဲကစားတယ်။အဲ့ဒီပွဲကလည်း champion လို့ပွဲဖြစ်တယ်။ဒီပွဲမှာရှုံးနေပြီဆိုတော့သူက rising ပဲပြန်ရပါလား။ ဒီ UFC မှာ ranking အဆင့်တက်မှတ်ချက်မှာလည်းဝင်ရောက်မှာမဟုတ်ပါဘူး။ဒါကတော့ Japan Fighter 9ယောက်ရဲ့အကြောင်းပါ။နောက်ထပ် Korean Fighter တယောက်ရှိပါသေးတယ်။သူကတော့ Korean Zombie လို့အမည်ရတဲ့ဂျုံချန်ဆုံးဆိုတဲ့ Fighter ဖြစ်ပါတယ်။ဂျုံချန်ဆုံးကလည်း2013ခုနှစ်မှာ Josh Eto နဲ့ Featherweight တန်းမှာချန်ပီယံတူခဲ့ပါတယ်။အဲ့ဒီပွဲမှာ TKO နဲ့ရှုံးနေတယ်။ပြီးတော့နောက်တစ်ချိန်2022ခုနှစ်မှာ Volkanovski နဲ့ပြန်လည်ရှင်ပြန်ပါတယ်။ အဲ့ဒီဘက်မှာလည်း TKO ပဲရှုံးနေပါတယ်အဲ့တော့ပြောမယ်ဆိုရင်ဒါကကိုရီးယားနဲ့ဒီဂျပန်ကတကယ့်အနာမည်ကြီးဖိုက်တာလေ UFC မှာချန်ပီယံကပတ်ရဖို့အတွက်အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးသွားပြီတယောက်ပြီးတယောက်ပေါ့နော်ဖိုက်တာတွေတော်တော်များများကကြိုးစားခဲ့ပြီးသွားပြီတယောက်မှပေါ့ချန်ပီယံမဖြစ်ခဲ့တာပါအရင်2000ခုနှစ်အရှိအပိုင်းကတော့ဒီ UFC တီးတန့်ပုံစံမျိုးမဟုတ်ဘူးသူကတော့ tournament ပုံစံမျိုးပေါ့နော်ဂျပန်မှာလာရောက်ကျင်းပတဲ့ပွဲစဉ်ဆိုရင်ဂျပန်က fighter တွေပဲ ဒီလှည့်ပတ်ပြီးထိုးပြီးတော့ tournament champion ပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့ဒါတော့ထားလိုက်တော့တပိုင်းပါเนาะအခုခစ်တဲ့ပုံစံမျိုး MMA ပွဲစဉ်မှာတော့တယောက်မှကို champion မဖြစ်သေးတာပါပြီးတော့ Philippine fighter India fighter ပေါ့เนาะဒီ Brandon Vera တို့ Arjun Bula တို့ပေါ့เนาะသူတို့လည်းထိတ်တန်းအဆင့်ရောက်ဖို့ကြိုးစားခဲ့ကြပါသေးတယ်အာရောက်တော့ရောက်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီချန်ပီယံဖြစ်တဲ့အခွင့်အရေးတော့မရရှိခဲ့ကြပါဘူးအဲ့တော့ဒီလောက်ဆိုရင်ချန်ပီယံဖြစ်ဖို့ဘယ်လောက်ထိခက်ခဲလဲဆိုတာအားလုံးလည်းသိရှိကြမှာထင်ပါတယ် ကျွန်တော်တို့အရှိတောင်အာရှနိုင်ရပါတော့ဒီအာရှလို့ပြောလိုက်ရင်ကျွန်တော်တို့ဒီအတိုင်းညိုတဲ့လူမျိုးတွေပေါ့နော်အများဆုံးကတော့ထိုင်းတို့ဖိလစ်ပိုင်တို့ဒီဂျပန်တို့ကိုရီးယားတို့ပေါ့နော်ပြီးတော့တရုတ်ပေါ့နော်တရုတ်မှာတော့အမျိုးသမီးဖိုက်တာချန်ပီယံတယောက်ထွက်ပေါ်ပါတယ်အမျိုးသားတွေမှာတော့ချန်ပီယံတယောက်မှကိုထွက်ပေါ်လာခြင်းမရှိသေးပါဘူးအဲ့တော့ပြောမယ်ဆိုရင်တရုတ်ဖိုက်တာဂျန်ဝဲလီကတော့အမျိုးသမီးချန်ပီယံပေါ့နော်သူကတော့ရှိတယ် ဒါပေမဲ့ဒီအရှိတောင်အာရှကျွန်တော်အာရှနိုင်ငံတွေထဲမှာအမျိုးသားတွေထဲမှာတော့ UFC Champion ဆိုတာတယောက်မှကိုထပ်ပေါ်လာခြင်းမရှိသေးပါဘူးအဲ့ဒါကြောင့်ပြောတာပါ UFC မှာ Champion ဖြစ်ဖို့တကယ်လို့မလွယ်ဘူးပါဘူးဒါပေမဲ့လေချင်းတောင်တန်းကျွန်တော်မြန်မာပြည်ပွားပေါ့နော်ဂျော်ရှောပန်ကတော့မြန်မာအကုံဆောင်တာမဟုတ်ဘူးအာရှနိုင်ငံအားလုံးရဲ့အကုံဆောင်အဖြစ် Champion ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အတူတကွဆောင်းမြောင်းအားပေးလိုက်ကြရအောင်ဗျ ဟုတ်ကဲ့ဒီနေ့အတလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံမယ်အားလုံးကိုကျေးဇူးတင်ပါတယ်